ကဘာပေါ်မှာရှိတဲ့မွေမျိုးစိတ်တွေတဲကကဘာအကြီးဆုံးအရှိဆုံးနဲ့အလေးချိန်အများဆုံးမွေကြီးများအကြောင်းကဘာပေါ်မှာမွေမျိုးစိတ်ပေါင်းများစွာရှိတဲ့တဲကကဘာပေါ်ရှိအကြီးဆုံးအရှိဆုံးနဲ့အလေးချိန်အများဆုံးမွေကြီး၁၄မျိုးအကြောင်းကိုစိတ်ဝင်စားပွဲဖော်ပြတင်ဆက်ပေးသွားပါမယ်။ ွေမျိုးစိတ်တွေရဲ့အကြောင်းအရအသေးစိတ်ကိုသိရှိခြင်းအပြင်သူတို့တွေကိုဘလို့ထိမ့်သိမ်းဆောက်ရှောက်မှုမျိုးတွေပြုလုပ်ပေးတဲ့လေဆိုတာတွေကိုလည်းဘဟုတုတရပွဲသိရှိနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်၁ကပောက်အရှိဆုံးမွေမျိုးစိတ်တစ်ခုဖြစ်တဲ့ reticulated button လို့ခေါ်တဲ့ပိုက်ကွန်ကြားမွေ reticulated button တွေဟာကပောက်အရှိဆုံးမွေမျိုးစိတ်တစ်ခုအဖြစ်ကပောက်အနှံ့ကအတိမတ်ပြုထားပါတယ်။ ီမွေမျိုးစိတ်တွေဟာအများအားဖြင့်1.5မီတာမှ6.5မီတာအထိရှိပြီးပတ်တန်းဝင်အကောင်တကောင်ဆိုရင်6.65မီတာအထိရှိတယ်လို့လည်းသိရပါတယ်ဒုက္ခနာကိုပေါ်မှာရှိတဲ့အရောင်အသွေးပုံစံတွေဟာတဘာဝပတ်ဝန်းကျင်မှာရှိတဲ့သစ်ပင်တွေကြားမှာပုံကွယ်နေနိုင်ဖို့အတွက်ကူညီပေးပါတယ်။ တို့စားသုံးတဲ့အစားအစာတွေကတော့အများအားဖြင့်နိုးတိုက်တတဝါများဖြစ်ပြီးကြွက်များ၊ငှက်များ၊ဝက်များနဲ့မြောက်များကို အများဆုံးစားတော့ကြတာလည်းဖြစ်ပါတယ်။ဒီမွေမျိုးစိတ်တွေကိုတော့တောင်အားရှားနဲ့အရှိတောင်အားရှားမှာရှိတဲ့မိုးသစ်တောများနဲ့မြက်ခင်းတွေမှာအများဆုံးမြင်တွေ့ရမှာလည်းဖြစ်ပါတယ်။နမနဲ့ခင်းကော်ပရာလို့ခေါ်တဲ့အရှိဆုံးအစိတ်ရှိမွေခင်းကော်ပရာတွေဟာအရှိဆုံးအစိတ်ရှိမွေအဖြစ်ရပ်တည်နေပါတယ်။ ဒီမွေမျိုးစိတ်တွေဟာအများအားဖြင့်3.18မီတာကနေ4မီတာအထိရှိပြီးတခါတရံ5.85မီတာအထိရှိနိုင်ပါတယ်။ခင်းကော်ပရာတွေဟာမွေငယ်တွေ၊မြေအောင်းမွေတွေနဲ့အစိတ်ရှိမွေတွေအပါအဝင် တခြားသောမွေမျိုးစိတ်တွေကိုအ धिक စားတောက်တာလည်းဖြစ်ပါတယ်။သူတို့အ धिक စားတောက်တာကတော့မွေတွေ၊ကြွက်တွေ၊ငှက်တွေနဲ့အိမ်မြောင်တွေကိုအ धिक စားတောက်ကြပါတယ်။ ကင်းကော်ပရာတွေကိုတော့အိန္ဒိယအရှေ့တောင်အာရှတရုတ်မြန်မာဗီယက်နမ်အင်ဒိုနီးရှားကမ်ဘောဒီးယားဖိလစ်ပိုင်နဲ့ထိုင်းနိုင်ငံရှိတစ်တောထူထပ်တဲ့ဒေသများဒီရေတောများနဲ့စိုက်ပျိုးရေးဆောင်တွေမှာအများဆုံးမြင်တွေ့ရမှာလည်းဖြစ်ပါတယ်ကင်းကော်ပရာတွေဟာကမ္ဘာအရှိဆုံးမွေးမျိုးစိတ်ထဲမှာပါဝင်သလိုအနည်းရှိတဲ့အစိတ်ရှိမွေးမျိုးစိတ်တစ်မျိုးလည်းဖြစ်ပါတယ်။ နံပါတ်3အရှိဆုံးပင်လယ်မွေထဲမှာပါဝင်တဲ့ Yellow Sea Snake လို့ခေါ်တဲ့ပင်လယ်ဝါမြေဒီမွေမျိုးစိတ်တွေကတော့အရှိဆုံးပင်လယ်မွေမျိုးစိတ်တွေအဖြစ်လူသိများပြီး အများအားဖြင့်3မီတာအထိရှည်ပင်မဲ့နေအများစုကသေးငယ်ကြပါတယ်။သူတို့ဟာအများအားဖြင့်လေးဘက်နာငါးတွေကိုအ धिक စားသုံးကြပါတယ်။သူတို့ကတော့အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းအရှိတောင်အာရှနယူးကယ်လီဒိုနီးယား ဖိလစ်ပိုင်နဲ့နယူကီနီတို့မှရှိတဲ့ရွှွန်နော်နေနဲ့တဲများတဲ့ပင်လယ်ကျမ်းပြင်တွေမှာအများဆုံးတွေ့ရတတ်ပါတယ်။အလေးချိန်နဲ့အရွယ်အစားကြီးမားဆုံးမွေများရေပူရအားဖြင့် Green Under Corner တွေဟာကမ္ဘာပေါ်မှာအလေးချိန်အများဆုံးမွေတွေအဖြစ်သတ်မှတ်ခံထားရပြီးကြီးမားတဲ့ကိုယ်ထည်နဲ့အလေးချိန်တွေကြောင့်လူသိများပါတယ်။ဘာမီးစ်ပတ်တန်လို့ခေါ်တဲ့မြမမွေဟောက်ကဲ့သို့သောတခြားသောမွေကြီးတွေဟာလည်းကြီးမားတဲ့အရွယ်အစားနဲ့အလေးချိန်တို့ရှိတာကြောင့်ထင်ရှားကြကြကြပါတယ်။ အခုမြင်တွေ့ရတဲ့မွေမျိုးစိတ်တွေဟာအများအားဖြင့်အလွန်ကြီးမားတဲ့အရွယ်အစားအထိကြီးမားနိုင်ပေမဲ့သူတို့ရဲ့အရွယ်အစားနဲ့ပတ်သက်ပြီးမှတ်တမ်းတချို့မှာပုံမိုချေကားပြောဆိုထားတာတွေလည်းရှိနိုင်ပါတယ်။ဒီကမ္ဘာအကြီးဆုံးနဲ့အရှိဆုံးမွေတွေအကြောင်းကို သိရှိထားခြင်းအပြင်တဘာဝလောကရဲ့အံ့ဩဝေယားများကိုမြင်တွေ့နိုင်ပြီးဒီကြီးမားတဲ့တောတော်တတ္တဝါတွေကိုထိမ့်သိမ့်ဖို့လိုအပ်တဲ့အကြောင်းကိုလည်းပုံမိုသိရှိစေနိုင်ပါတယ်။